ဆာလာချေစွမ်းကြသွားတဲ့နောက်ွယ်ကအဓိကအကြောင်းရင်မိုဟာမက်ဆာလာလည်းဘာမှဘာကြောင့်တရားသည်ချေစွမ်းကြဆင်းနေလဲဆိုတာနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာသီအိုရီတခုရှိနေပါတယ်။အင်ဂျင်ပြန်လို့တင်စားခံရသူဆာလာပြီးခဲ့တဲ့ရာသီမှာပရီးမီးယားလိဆန်ရင်တင်ဂေါ်တွင်ဂေါ် ဖန်တီးမှုတွေပြုလုပ်ခဲ့ပြီးတော့သူ့ရဲ့ဘောလုံးမပွားရဲ့အကောင်းဆုံးကြာဒီကိုပိုင်ဆိုင်ခဲ့ပါရင်သူဟာရန်ကောလနာကြောင့်ဘရိုနီယောစုကိုလွှဲယူခံလိုက်ရတယ်လို့တော့ခန်းစားခဲ့ရသူတွေရှိခဲ့ပါရင်လက်ရှိ2025 26မှာတော့လီပွဲအဆင့်ခွနပွဲမှာတောင်ပန်ကစားမဆာလာဟာဂိုးနဂိုးနဲ့ဂိုးဖန်တီးမှုနဲ့ကြိမ်သာပြုလုပ်နိုင်ခဲ့ပါရင်ဒီမတန်းဟာဆာရဲ့ပေါ်မှာအသင်းအတင်းရှိနေပြီးမြေပိုးပြီးစိုးရင်စရာကောင်းတာကပွဲတွေအပေါ်တက်ရောက်မှုညှော်နေလာခြင်းပါပဲ ာနီစရိုင်းလဘောက်အသင်းမှာမျက်နှာသိကစားသမားများစွာဟာအသင်းနဲ့အသားကြားဖို့စ조사နေရတဲ့အတွက်အသင်းလိုက်ရုံးကန်မှုရတဲ့တက်ရောက်မှုတွေကိုဆာလာနဲ့ခံစားနေရတယ်ဆိုတော့မြင်မရပါဘူး။ဒါပေမဲ့ညာနောက်ခံလို့ထွန်းအလန်ဆာနာအားလို့မရှိခြင်းကလဘောက်အတွက်အကြီးကျယ်နေတာဆုံးရှုံးစေတယ်လို့ထင်ပါတယ်။နေပြားစလော့ဟာသူ့နေရာမှာကစားသမားအုံးကိုပြောင်းလဲအသုံးပြုခဲ့ရပြီးထရန့်ရဲ့တိုက်စစ်ပိုင်းမှာဘေးစွန်းနိုင်တာကိုအစားထိုးဖို့ဖြစ်နိုင်ပါဘူး။သူကစားတဲ့ပုံစံအတိုင်းတိုက်စစ်ပိုင်းမှာကစားနိုင်တဲ့တခြားကစားသမားတယောက်မှမရှိဘူးလို့ထင်ပါတယ်။ဘောလုံးချောင်းသုံးသက်သူတူကကျွန်တော်ထင်တာကမိုဆာလာနဲ့သူ့ကိုလွမ်းနေကြပါပြီ။ တို့နှစ်ယောက်ကြားရကချိန်ဆမှုကအရန်ကောင်းတယ်လို့ရှင်းပြခဲ့ပါတယ်။ဘာလဲဆိုတော့ထရန့်အနေနဲ့ခန်းစစ်ပိုင်းမှာရော်ရဲတဲ့ပုံစံမျိုးဖြစ်တဲ့ပေမဲ့တိုင်းစစ်ပိုင်းမှာတော့သူ့ရင်ချင်းကိုကတကယ်ကိုမယုံနိုင်စရာကောင်းလို့ပါပဲလို့ဖြေဆွဲခဲ့ပါတယ်။ထရန့်ကလီဗာပူးကိုလွမ်းနေတယ်လို့ပြောတာလည်းအလွန်ကြုံမဟုတ်နိုင်ပါဘူး။နေရာဒီအစမှာအဖီကနေစာချုပ်မကုံငင်တလားလို့မှာရီယယ်မက်ထရစ်ကိုပြောင်းရွှေ့သွားခဲ့ပြီးတဲ့နောက်ဒန်နီကာမာဟဲရဲ့နောက်မှာရက်တီနေရပြီး2026ဂွာဘလာမှာတော့သွားဖို့ဆယ်လမပြည့်ခင်ကနေကအင်္ဂလန်လူရင်းစင်အသင်းရွေးချယ်မှုစင်းကနေလွတ်နေခဲ့ပါတယ်။ တိုးတော်လည်းနဘတ်စလုံးအတွက်အခြေအနေကိုပြန်ပြောင်းဖို့အချိန်ရှိနေသေးတာကြောင့်အခုချိန်မှာကညမာစိုးရဲလို့မပြောနိုင်သေးပါဘူး။လဘောက်အတွက်ဆိုရင်ပို့ပြီးတော့မှန်ကန်နေပါရင်ပြန်မဲ့ပရိသတ်တွေကပြန်စည်းသွားပြီလို့ဆက်လက်ပြောဆိုနေပေမယ့်လဘောက်ဦးဟာပရီးမီးယားလိအဆင့်နှင်းနေရာမှာရပ်တည်နေပြီးအာဆင်နယ်နောက်ကိုတမတ်တာကွာဟနေပြီးတော့ရာသီအစောပိုင်းမှာတော့9ပွဲဆက်လိုက်အနိုင်ရရှိမှုမှတ်တမ်းကိုရယူထားခဲ့ပါရင်သူတို့ပောင်ဝင်းချင်းကအသင်းတွေအတွက်စိုးရင်စရာကောင်းတာကလဘောက်ဦးဟာပို့ပြီးကောင်းလာဖို့သာရှိပါတယ်လို့ခန့်မှန်းရပြီးအော်တိုဘာ၁၆ရက်နေ့အင်ကွင်းကနေပြန်မဲ့ဟောင်းမဲ့ချက်ဆောင်တဲ့တနေ့ပွဲကိုစတင်သွားမှာဖြစ်ပါရင်